ဒီကနေ့ညနေမှာစင်ကြမီတဲ့နှုတ်ဘတ်တော်လေးတစ်ပိုက်ကိုစင်ကြင်နိုင်ဖို့ရန်အတွက်ယုံကြည်သူညီကိုမောင်နှမတွေကို မျှဝေပေးချင်ပါတယ်ကျွန်တော်တို့ယုံကြည်သူတွေနဲ့ဂျင်းဒီကျွမ်းဝင်ပြီးသားရွှေချမ်းချက်လေးဖြစ်ပါတယ်မာလခိနာဂတိကျမ်းခန်းကြီး၃ပိုက်ငယ်၁၀မှာဆေဘုဒ္ဓဘုရှိသမျှကိုဘာနာထိုက်သေးသူတွင်၍ငါအိမ်တော်၌စားစရာရှိစေခြင်းကပြုကြလော့ငါသည်မိုးကောင်းကင်ပြင်ပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကိုအကုန်စင်သွန်းလောင်းမိမသွန်းလောင်းမိကိုထို့သို့စုံစမ်းကြလောဟုကောင်းငင်ဘောချေရှင်ထာဝရဖရာမိန်တော်မူ၏ဆိုတဲ့ဒီနှုတ်ကပတ်တော်လေးပဲဖြစ်ပါတယ်ဆိုတော့ဒီနှုတ်ကပတ်တော်ကြောင့်စင်ကြတဲ့ခါမှာစေဖို့တဖို့မြမထဲကြဖို့ရန်အတွက်ယုံကြည်သူတွေစေဖို့တဖို့မမထဲကြဖို့ရန်အတွက်စတဲ့သွန်အားပေးတဲ့စကားတွေကိုကျွန်တော်တို့ကြားရပါတယ်ဆိုတော့ဒါမှလားဆိုတော့မားတယ်လို့တော့ကျွန်တော်မဆိုလိုပါဘူး ဒါပေမဲ့ဒီနှုတ်ဘတ်တော်ကိုကျွန်တော်ဆင်ခြင်မိတဲ့အခါမှာဘာကိုအဓိကဒီနေ့ညနေမှာဆင်ခြင်ဖို့မျှဝေပေးခြင်းလဲဆိုရင်စားစရာနဲ့ကြွားစရာဆိုတဲ့စကားလုံးလေးနှလုံးကိုဆင်ခြင်ပြီးပါအဲ့ဒီ prophet ကြီးမာလခိကဗိမာန်တော်ထဲမှာတဲ့စားစရာရှိဖို့ရန်အတွက်ငါအိမ်တော်၌စားစရာရှိဖို့တဲ့ဆယ်ဖို့တစ်ဖို့ကိုယူလာပါလို့ပြောတယ် ော်ဒီကနေ့အသင်းတော်တော်တော်များများကဆယ်ဖို့တဖို့မထက်ကြဘူးထဲ့တဲ့အသင်းတော်တွေလည်းရှိတယ်ထဲ့တဲ့အသင်းတော်တွေလည်းထဲ့ကြတယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ကအသင်းတော်ကိုဥဆောင်တဲ့အခါမှာဆယ်ဖို့တဖို့ကတဲ့ဗိမာန်တော်မှာစားစရာ ရှိဖို့ဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ကအသင်းတော်မှာဆယ်ဖို့တဖို့ကို စားစရာနဲ့ကြွားစရာမှားနေကြတယ်အဲ့တော့ဆယ်ဖို့တဖို့တွေများများဝင်လာတဲ့အခါမှာအသင်းတော်မှာရှိတဲ့ ယုံကြည်သူတွေနှုတ်ကပတ်တော်ဝါဝလင်လင် စားနိုင်ဖို့ရန်အတွက်အတော်မှုတော်ကိုဆောင်နေတဲ့သူတွေကိုဝါဝလင်လင်ကျွေးကျွေးတဲ့ခါကျတော့သူတို့ကနှုတ်ကပတ်တော်ကိုကောင်းကောင်းလေးလာဆင်ခြင်ပြီးတော့မှပြန်လည်မျှဝေပေးလိမ့်မယ်ပေါ့အဲ့ဒီလိုမျိုးစားစရာရှိဖို့ရန်အတွက်မဟုတ်ဘဲနဲ့ကြွားစရာရှိဖို့ပို့ပြီးတော့မှအာရုံစိုက်နေတာကိုတွေ့ရတယ်ဒါကိုကျွန်တော်ဆင်ခြင်ဖို့အရေးကြီးပါတယ်ဘာလဲကြွားစရာဆိုတာကစေဘုဒ္ဓဘုဆိုတာတင်းတော်မှာအမှုတော်ဆောင်နေတဲ့သူတွေအင်္ဂလီအမှုကို ့အသက်မွေးဝမ်းကြောင်းအတွက်လုပ်နေတဲ့သူတွေပေါ့နော်သူတို့ကိုကျွန်တော်တို့မကြွေးမွေးပဲနဲ့ကြွားစရာဒီမှာခန့်ထဲတဲ့ဗိမာန်တော်ပြဝန်ထဲမှာအဆောက်အဦတွေတစ်ခုပြီးတစ်ခုတိုးချက်ဆောက်သိရနဲ့ထောင်နဲ့ချီကုန်ကြခန့်များသောအဖြစ်ဗာနဲ့သုံးလဲဆိုတော့ဆယ်ဖို့တစ်ဖို့နဲ့သုံးတယ်ဒါလမ်းကြောင်းလွဲနေတယ်လမ်းကြောင်းမှားနေတယ်ကျွန်တော်ဒီလိုပဲပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီနောက်ကဘတော်ရဲ့သူ့ရဲ့မူလအရင်းမြစ်ကိုကျွန်တော်ကြည့်တဲ့အခါမှာ ငါအိမ်တော်၌စားเสียရှိဖို့လို့သူကပြောတာနော်ကြွားเสียရှိဖို့လို့ပြောတာမဟုတ်ဘူးနော်ဒါဒီနေ့အသင်းတော်ကိုဥဆောင်နေတဲ့သူတွေဒီနေ့ဘက်တော်ကျွန်တော်တို့ကမှန်မှန်ကန်ကန်မဟောကြားပဲနဲ့ဆယ်ဖို့တဖို့များများထည့်ပြီးဆယ်ဖို့တဖို့များများဝင်ဖို့ပဲဦးစားပေးပြီးပြောနေရင်တော့နှုတ်ကပတ်တော်ကအမှန်တကယ်ဆင်ခြင်မိတဲ့အသင်းသူအသင်းသားတွေကဒါကိုစန့်ကျင်လာလိမ့်မယ်။ဒါကြောင့်ဆယ်ဖို့တဖို့ဆိုတာငါအိမ်တော်မှာ စားเสียရှိဖို့အတွက်ဖြစ်တယ်။ကြွားเสียရှိဖို့မဟုတ်ပါဘူး။ ဒါကြောင့်ဒီနေ့အတင်းတော်မှာဆေဖို့တဖို့လူငွေတွေကိုစားစရာအတွက်ပဲသုံးပါဗိမာန်တော်မှာအမှုတော်ဆောင်တွေကိုလုံလောက်အောင်ကျွေးပါလုံလောက်အောင်မကျွေးသေးဘဲနဲ့ဗန်လေးကိုထည့်တာလိုအပ်တာထပ်ပို့ပြီးတော့မှကြွားဝါဖို့အစာအုပ်တွေစောက်တာဒါတွေကိုစင်ကျင်သတိပြုဖို့လိုတယ်ဆိုတာကိုဒီနေရာကနေကျွန်တော်မျှဝေပေးခြင်းနဲ့ဒါကြောင့်စားစရာနဲ့ကြွားစရာဆိုတဲ့စကလုံးလေးနှစ်ခုကိုကျွန်တော်တို့လေးလေးနက်နက်စင်ကျင်ဖို့ရန်အတွက်ဒီနေ့ဒီချိန်မှာအရန်အရေးကြီးတယ်ဆိုတာကိုမျှဝေပေးခြင်းပါတယ်